လောကမှာလူရဲ့လူဖြစ်လာလို့ရှိရင်လောက်ကောင်းတဲ့အလုပ်ပဲလုပ်လို့အတိုက်ခံဆိုဒီမှာပေါ်လာစမြဲပဲဖြစ်တယ်ဒါလောကရဲ့သဘောပါမြစ်ကြီးဟာတရားရည်အတွက်လောကသားရည်အတွက်အေးချမ်းမှုတန့်စင်မှုကိုပေးနိုင်တော်လဲပဲရစ်သေးဆင်းပြီးတော့ရင်းနစ်သေးတဲ့ပုံကိုယ်တွေမရှိဘူးလားဆိုရှိတာနော်အဲ့ဒါမြစ်ရဲ့အပြစ်လားလို့ဆိုမြစ်ရဲ့အပြစ်မဟုတ်ဘူးလောကသားရည်ရဲ့အပြစ်တန်လည်းဖြစ်တယ် ထို့တူပဲမြတ်စွာဘုရားကလောကသားတွေကိုကြိုးပြုဖို့ပွင့်လာတာဖြစ်တော့လေမြတ်စွာဘုရားကိုစန့်ကျင်ပဲလှုပ်ပြီးတော့ဒုက္ခရောက်သွားတဲ့ပုဂ္ဂိုလ်တွေလည်းမြောင်းများစွာရှိတာပေါ့အဲဒီမြောင်းများစွာရှိတဲ့ထက်ကမှတ်တမ်းတင်ထားတဲ့ပုဂ္ဂိုလ်အချို့ရဲ့အကြောင်းကိုပိဋကတ်သုံးပုံမှာသိရှိကြတို့တော့မြတ်စွာဘုရားကိုအကြောင်းပြုပြီးတော့ဓမ္မစကြာတရားဟောလိုက်လို့နိုင်ယူလိုက်တဲ့အခါမှာလူသားတွေကရှင်ကွန်းတင်ညာတူဦးဟာဓမ္မနဲ့ပတ်သက်ပြီးတော့ဓမ္မစက္ခုဆိုတဲ့မျက်စိအမြင်တစ်ခုရသွား ဘုရားနတ်တွေပြမာတွေကတော့နတ်တွေကအတင်ချေပြမာပေါင်း16ကလေးဆိုတာဓမ္မစကုရတာစကြဝဠာလို့ခေါ်တဲ့လောကကြီးနဲ့တိုင်းတာကြည့်လိုက်မယ်ဆိုရင်မြတ်စွာဘုရားရဲ့ဆောင်ရွက်တုတ်ကင်မှုကြောင့်အကျိုးဖြစ်ထွန်းသွားတဲ့ပုဂ္ဂိုလ်တွေကများတယ်လို့ဒီလိုပြောအားဖြစ်တယ်။သို့သောမြတ်စွာဘုရားကိုအကြောင်းပြုပြီးမြတ်စွာဘုရားပွင့်လာမှုကိုအကြောင်းပြုပြီးဘုရားကိုဆန့်ကျင်တဲ့စိတ်ဓာတ်တွေနဲ့မြတ်စွာဘုရားကိုဆန့်ကျင်ပဲလုပ်ခဲ့တဲ့ပုဂ္ဂိုလ်တွေဟာ ဘဝမှာဆုံးရှုံးနေတာပြီးတဏှာမှာဒုက္ခရောက်သွားတဲ့ပုံစံတွေလည်းရှိတယ်။ထေရှားဆုံးကတော့ရှင်ဒီဝဒနောက်ဆုံးမြတ်စွာဘုရားကိုဆန့်ကျင်မဲ့လုပ်ပြီးတော့ဒီမြေမြူပြီးအဝိဇ္ဇငရဲမှာဆင်းရဲဒုက္ခကိုခံနေရတယ်ဆိုတာဟာအလုံးသိထားတဲ့အတိုင်းပဲ။အဲရှင်ဒီဝဒလူပဲမြတ်စွာဘုရားကိုဆန့်ကျင်မဲ့လုပ်တဲ့ပုံစံတွေကလည်းပဲပေါ်ပေါက်ခဲ့ဘူးတဲ့။ အဲ့ဒီပေါ်ပေါက်တဲ့ပုံကိုယ်တွေထဲမှာစာပေကျမ်းဟာမှာမှတ်တမ်းတင်ထားတာဒီရှုထောင့်အမြင်ကနေပြီးတော့ဆန့်ကျင်တဲ့ပုံကိုယ်ရှိတယ်။စကားနဲ့ဆန့်ကျင်ပြီးတော့မြတ်စွာဘုရားနဲ့အခြေတင်ပြောသည့်ထင်အောင်ဆန့်ကျင်တဲ့ပုံကိုယ်တွေလည်းရှိခဲ့ဘူးလို့။ဂနိခေလူတွေမှာအခြေတင်ပြောခံရတဲ့ဆိုတာပြောစရာလိုလေ။မြတ်စွာဘုရားလို့ပုဂ္ဂိုလ်တောင်မှလောကသားတဲ့နေလောကရဲ့အခက်အခဲဆိုတာကြုံမှာပဲပေါ့။လောကရာဆိုတာလူတိုင်းကြုံတာပဲ။ ။တမန်ပုဂ္ဂိုလ်တွေအနေနဲ့စိတ်ဓာတ်ကြဆရာမရှိဘူး။လောကမှာထွတ်ထွတ်ရောက်နေတဲ့ပုဂ္ဂိုလ်သူမြတ်တောင်မှပဲလောကသားတွေရဲ့ဆန့်ကျင်မှုကိုခံရတယ်။